ဒီဇင်ဘာ၂ရက်နေ့အတွက် People Spain ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော် PDF တရင်၈၀၀နှစ်မှာတက်တွင်အလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်ကိုစစ်ရုံးချုပ်ရုံးကစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးစစ်ဆေးမှုလုပ်နေပြီလို့နေပြည်တော်တိုင်းစစ်ဌာနတိုင်းကွက်ကရင်မှုဗိုလ်လက်ရာကပြောပါတယ်။အလောင်းဖြောက်မှုကျွလွန်နေဆိုတဲ့တရင်၈၀၀နှစ်ကဒုတရင်မှုဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွဲမှုအုပ်ကာတို့ကိုယာတို့ဖြုတ်သိမ်းပြီးဖမ်းဆီးထားတယ်လို့အတည်ပြုပါတယ်ရှင်။ အာနာသိစကောင်စီကိုငွေကြေးထုတ်မပေးဖို့နဲ့ဗန္ဒာရေးဆိုင်ရာဂတိကဝတ်အသစ်တွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ No New Burma Fund at Go American Outlook တို့ကဒီဇင်ဘာ၁ရက်နေ့မနေ့ကအတည်ပြုလိုက်ပါတယ်စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုအသစ်တွေထပ်မပေးရေးဥပဒေမူကြမ်းကို American Outlook တို့ကကန့်ကွက်သူမရှိတညီတညွတ်တဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မိုးတေရွာအုပ်စုကွန်ဆန်လေးကျေးရွာကဒေသခံတွေရဲ့နေအိမ်နှလုံးကို စစ်သား၂ယောက်ကတနတ်ထောက်ဓမြတိုက်သွားတယ်လို့ရမ်းပြည်တိုးတက်ရေးပါတီ SSPP ကထုတ်ပြန်ပါတယ်ရှင်။အညာမြေတပေါင်းစုစီကို ပခုတ်ကူခရိုင်မှာအခြေစိုက်ထားတဲ့ God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကဒီနေ့ထပ်မံပူးပေါင်းလိုက်တယ်လို့သိရပါတယ်။အညာမြေတပေါင်းစုကို မနစ်ကဂျွန်လာမှာတော်လရေးတပ်ဖွဲ့၅ဖွဲ့နဲ့ဖွဲ့စည်းကြတာဖြစ်ပြီးအခုနှစ်ဖွဲ့ထပ်ပြီးပူးပေါင်းလာတာဖြစ်ပါတယ်ရှင်။